အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကတော့ပြင်သစ်ဘာသာမှာရှိတဲ့ဘီးတွေနဲ့တရတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဘီးတွေတရတွေကိုမပြောခင်မှာပြင်သစ်ဘာသာကအင်္ဂလိပ်ဘာသာနဲ့အဲတနည်းမဟုတ်တနည်းဆက်ဆက်နေတယ်ဆိုတာကိုအားလုံးသိထားဖို့လိုပါတယ်ဒါဆိုရင် ပြင်သစ်ဘာသာရဲ့ဘီးတွေတရတွေကိုမလေ့လာခင်မှာမေကွန်လေး၃ခုကိုမေ့ချင်ပါတယ်ပထမဆုံးမေကွန်လေးတစ်ခုကတော့ပြင်သစ်ဘာသာကအခြားဘာသာတွေလိုအဲရေးနှီးလေ့ကျင့်ဖို့လိုအပ်ပါသလားဟုတ်ကဲ့အချိန်30စက္ကန့်ပေးပါမယ်နော် 1 2 3ဟုတ်ကဲ့မှန်ပါတယ်ဂျေရုကဒီပြင်သစ်ဘာသာမှာဆိုလို့ရှိရင် English နဲ့တူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲရင်းနှီးကိုတက်တက်လေ့ကျင့်စရာမလိုပါဘူးနောက်ထပ်မေးခွန်းလေးတစ်ခုကတော့ English ဘာသာမှာ alphabet က26လုံးရှိရဲဆိုတာကိုအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်ဒါဆိုရင်ပြင်သစ်ဘာသာမှာက alphabet ကဘယ်နှလုံးရှိမယ်လို့ထင်ပါလဲ ဟုတ်ပါတယ်26လုံးပါပဲအဲ့တော့ chair ကရင်းနှီးလေးလေးချင်းစရာမလိုဘူးပြီးတော့ alphabet ကလည်း a to z အတူတူပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးမိကုံးလေးတစ်ခုကတော့ English မှာဆိုလို့ရှိရင် vowels က၅လုံးရှိပါတယ်။ပြင်သစ်ဘာသာမှာဆိုရင်က vowels ကဘယ်နှလုံးရှိမယ်လို့ထင်ပါသလဲ။ဟုတ်ကဲ့ပါဒီတစ်ခါမှာတော့အဖြေကမတူတော့ပါဘူး။ English မှာက၅လုံးပြင်သစ်မှာကတော့ vowels က9လုံးရှိပါတယ်။ ခဲ့ဒါဆိုရင်ကျေတို့အပြင်သစ်မှာရှိတဲ့ alphabet လေးတွေ vowel လေးတွေကိုကြည့်လိုက်ရအောင်နော်ဟုတ်ပြီပထမဆုံးကတော့ကျတို့ alphabet ကိုအဲရေးတာကတော့အတူတူပဲ lazy alphabet လို့ခေါ်ပါတယ် lazy alphabet a l a vowel vowels ကိုတော့ကျတို့က vowel လို့ခေါ်ပါတယ်အဲ့တော့ ထမဆုံးခြေတို့ဆနာကမိကွန်းလေးတွေရဲ့အဖြေလေးတွေပေါ့နော်26 alphabets ပြီးတော့5 vowels အဲ့တော့ပြင်သစ်လိုကတော့ voyel လို့ပြောပါတယ်5 uh voyel ပေါ့နော်ခြေတို့5 to numbers တွေကတော့သိကြမလို့သိပါဘူးနောက်ထပ်တစ်ခုကတော့ semi voyel ဆိုတာကတော့ပြီးတော့ပြီးပဲဒါပေမဲ့တရအတန်ထွက်နေတာကိုပြောပါတာပါအဲ့တော့ပြင်သစ်ဘာသာမှာဆိုရင်ဒီ vowels က9လုံးရှိတယ်လို့မှတ်ထားရင်ရပါပြီအရင်ဆုံးခြေတို့26 alphabets ကိုကြည့်ရမယ်ကြည့်လိုက်ကြမယ်နော် โอเคပထမဆုံးတစ်ခုကတော့လေးဇာဖာဘက်လေးဇာဖာဘက်အတန်ထွက်မှာကတော့ချယ်ရူအခက်ခဲမရှိဘူးလို့ထင်ပါတယ်အတန်ထွက်ကအင်္ဂလိပ်နဲ့အတူတူပဲဆိုတော့လေဟုတ်ပြီရင်းနှီးမှာလဲချယ်ရူက A ကိုနော်ဒီပုံစံအတိုင်းပဲရေးပါတယ် A to Z ပါပဲအဲ့တော့အတန်ထွက်လေးတွေတော့ကွဲသွားပါမယ်ချယ်ရူတစ်ခုချင်းကြီးလိုက်ရအောင်နော်ဟုတ်ပြီအင်္ဂလိပ်မှာဆိုရင်ချေလို့ A လို့ခေါ်တယ်ပြင်သစ်မှာကတော့ R လို့ပြောပါတယ် R လို့အတန်ထွက်ပါတယ်ချေကဒီမှာအတန်ထွက်လေးကိုရေးပြပြပါမယ် are ရမယ်เนาะနောက်ထပ်တစ်ခုကြည့်ပါမယ် b ကတော့ခြေတို့ be လို့တန်ထွက်ပါတယ် be be အဲ့တော့ဒီခြေက be လို့အတန်ထွက်လေးကိုရေးပြပေးပါမယ်အဲ့တော့ခြေတို့နှစ်ခုပြီးသွားပြီ are be နောက်ထပ်တစ်ခုကတော့ c ကိုဒီခြေတို့က say လို့ပြောပါတယ် say ဲ့တော့ B ဆိုရင် B C ဆိုရင် C နောက်ထပ်တစ်ခုကဒီကျဲတို့ D ဆိုရင်ရောဘယ်လိုဖြစ်မလဲဟုတ်ပါတယ် D လို့အတန်ထွက်ရပါမယ်ဟုတ်ပြီเนาะဒါကြောင့်မို့လို့ A B C D ရေးတာတော့အတူတူပဲပြင်သစ်မှာကတော့ A B C D ဖြစ်ပါတယ်ဟုတ်ပြီ D လေးလုံးရပြီးသွားရင်ကျဲတို့နောက်ထပ်တစ်ခုသွားပါမယ် နောက်တစ်ခုကတော့ E ရဲ့အတန်းထွက်လေးကတော့နည်းနည်းလေးဟိုကိုတွက်တော့ပထမဆုံးဆိုတော့ခက်ခဲမယ်လို့ထင်ပါတယ်အဲ့တော့ကျေတို့အတန်းထွက်လေးကတော့အအအဲလည်းမဟုတ်ဘူးအလည်းမဟုတ်တဲ့အတန်းမျိုးပေါ့နော်အအလို့ထွက်ပြရပါမယ်အရမယ်နော်ဒါဆိုရင်နောက်ထပ်တစ်ခုကြည့်ပါမယ်။နောက်ထပ်တစ်ခုကတော့ဒီချေတို့ F F F ကတော့ teacher တို့က English နဲ့အတန်ထွက်အတူတူပါပဲ F F ဟုတ်ပြီနော်ဒါဆိုရင် teacher တို့ R ကနေ F ထိပြန်ပြီးတော့ပြောကြည့်ပါမယ်ပထမဆုံး6လုံးပေါ့နော် R B C D E F ရမယ်နော်ဒါဆိုရင် teacher တို့နောက်ထပ်တစ်ခုထပ်သွားပါမယ်ဟုတ်ပြီ ပြင်သစ်မှာကတော့တချို့တို့က G ကိုဆိုလို့ရှိရင်ဂျအတန်မရှိပါဘူးဂျအတန်မရှိတဲ့အတွက်ကြောင့်မလို့ရေလို့အတန်ထွက်ပါမယ်ရေတောက်တဲ့ရေအတန်ထွက်အတိုင်းပဲပေါ့နော်ရေဟုတ်ပြီနော်ရေလို့အတန်ထွက်ပါမယ်နောက်တစ်ခုကတော့ H ကိုတော့ပြင်သစ်မှာ Ash လို့အတန်ထွက်ပါတယ် a ကို r ပြီးတော့ h ကတော့ ash ရှအတန်လေးပေါ့နော်နောက်ဆုံးမှာရှအတန်လေး ဒါကြောင့်မို့လို့ ash ash ရမယ်နော်ဟုတ်ပြီနောက်ထပ်တစ်ခုကတော့ i ကိုတော့ပြင်သစ်ဘာသာမှာ e လို့အတန်ထွက်ရပါမယ် e ဟုတ်ပြီနော် e လို့အတန်ထွက်ပြရပါမယ် နောက်ထပ်တစ်ခုမှတ်ရမှာက J ပေါ့เนาะဒါကတော့အာ English ကနေပြီးတော့ပြင်လဲဘာသာကိုစတင်တဲ့အခါမှာဆိုရှင်လွဲမတတ်တဲ့เนาะចောင်းသားရင်လွဲမတတ်တဲ့အဲစကားလုံးလေးဖြစ်ပါတယ် J ကိုရအတန်မရှိဘူးပေါ့เนาะပြင်တယ်မှာအဲ့တော့ chair ကရအတန်ပဲထွက်ပြရပါမယ်ရအတန်ဖြစ်တဲ့အတွက်ကြောင့်မလို့ရီလို့ထွက်ပြရပါမယ်ရီဟုတ်ပြီเนาะရီလို့ပဲထွက်ပါတယ်ဟုတ်ပြီ နောက်ထပ်တစ်လုံးကတော့ဒီချက်တို့ K ပေါ့နော် K ကလည်းချက်တို့ English နဲ့ပြင်သစ်နဲ့အတန်ထွက်မတူပါဘူးအဲ့တော့ ka လို့ထွက်ပြရပါမယ် ka အဲ့ဒီမှာတချို့ကဘာမှတက်လဲဆိုတော့ ka ကို kha ဆိုပြီးတော့ထွက်တတ်တယ်ပေါ့နော်အဲ့တော့ ka ကြီးပေါ့နော် ka ကြီးရေးချာ ka ဆိုတဲ့အတန်မှာပဲ kha လို့ဘာလို့တော့မထွက်ရပါဘူးနော် ka လို့ထွက်ရပါမယ်နောက်ထပ်တစ်လုံးကတော့ချေလိုလွယ်ပါတယ် English နဲ့အတူတူပါပဲ L လို့ပဲအတန်းထွက်ပါတယ် L တော့အအတန်လာပြီးတော့မှ L အတန်လာတာပါဒါကြောင့်မလို့ L နောက်ထပ် alphabet လေးတစ်ခုကတော့ M ဖြစ်ပါတယ်ဒါကလည်းအတန်ထွက်ကလွယ်ကူမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ English နဲ့ alphabet အတန်ထွက်အတူတူပဲဖြစ်ပါတယ် M M လို့ထပ်ပြရပါမယ်နောက်ထပ် alphabet လေးတစ်ခုကလည်းဒီတိုင်းပါပဲခြေလို့ n n လို့ထွက်ပြရပါမယ်။အဲ့တော့ chair ကအလ M N ကအတန်ထွက်အတူတူပါပဲ။နောက်တစ်ခုကလည်း O O ရဲ့အတန်ထွက်ကလည်း chair အတူတူပါပဲ။ O O ဟုတ်ပြီပထမဆုံးမှာ chair ပြောထားတယ် B ကို B C ကို C D ကို D ဒါကြောင့်မို့လို့အခုလာမယ့် alphabet တွေမှာ chair P ဆိုလို့ရှိရင်ဘယ်လိုအတန်ထွက်ရမလဲလို့ထင်ပါတယ်လဲ။ ဟုတ်ပါတယ်ပီဆိုရင်လည်းခြေတို့ပေဖြစ်သွားပါမယ်နော်ပေဟုတ်ပြီ Q ကတော့ခြေတို့က good u ဆိုတဲ့အတန်လေးပါ good u ဆိုတော့ဘယ်လိုလေးဖြစ်သွားမလဲ good ရဲ့ u ရဲ့ပေါင်းထားဖြစ်တဲ့အတွက် q ကယူကိုမှခြေတို့အတန် syllable တတမဲထွက်မယ် q q ဟုတ်ပြီနော် q နောက်ထပ်တစ်ခုကတော့ဒီချေတို့အာဒီပြင်သစ္စာစတင်တဲ့အခါမှာဆိုလို့ရှိရင်ចောင်းသားတိုင်းလက်လျှော့သွားတဲ့စကားလုံးလေးပေါ့နော် alphabet လေးတစ်ခုဖြစ်ပါတယ်ဒီနေရာမှာတော့ခြေကတော့လက်မလျှော့ဖို့ပြောပေးချင်ပါတယ်ဘာကြောင့်လဲဆိုတော့သူကပထမဆုံးပဲပထမဆုံးနေ့မှာတော့အာခတ်မယ်လို့ထင်တယ်နောက်ပိုင်းနေ့မှာဆိုလို့ရှိရင်တော့တုံးရင်းနဲ့ခြေတို့လွယ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးရဲ့အတန်ထွက်က a ဆိုတဲ့အတန်းတော့လူိုင်းထွက်တတ်တဲ့ချယ်ရိုလေပေါ့နော်အင်္ဂလိပ်မှာဆိုရင် a ဟုတ်ပြီနော် a အဲ့ဒီအနောက်မှာမှာချယ်ရိုကလေချောင်းနဲ့အတန်လေးကိုထွက်ပေးရပါမယ် er er ဆိုတဲ့အတန်လေးထွက်ပေးရပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဒီချယ်ကတော့ဒီ r နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး practice လုပ်ရမလဲဆိုတာကိုနောက်သင်ခန်းစာတွေမှာထပ်ပြီးတော့ပြောပြပေးတော့ပါမယ်အဲ့တော့ဒီနေရာမှာချယ်ရို a ဆိုတာလေးကိုရရင်ရပါပြီ er ဟုတ်ပြီနော် er နောက်ထပ်တစ်ခုကတော့ teacher တို့ s s ဒါကလည်းခက်ခဲမရှိဘူးလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ English နဲ့အတူတူပါပဲ s နောက်တစ်ခုကတော့ teacher တို့လာပြီး b c d p t ဆိုရတဲ့ teacher တို့ t ဆိုပြီးပဲအတန်ထွက်ပေးရပါမယ်နော်။ t a နဲ့ပေါင်းထားတာပေါ့နော်။ t လို့ပဲအတန်ထွက်ပေးရပါမယ်။ဟုတ်ပြီနောက်ထပ်တစ်ခုကတော့ဒီချေတို့ Q မှာတွေ့ခဲ့တဲ့ U ဆိုတဲ့အတန်လေးပါ U လို့မထွက်ရပါဘူးဒီချက်လို့ U U လို့ထွက်ပြရပါမယ်မြန်မာမှာဆိုလို့ရှိရင်ဒီချက်ဒီဘက်ပြီးမှရေးပြတယ်လို့ပေါ့နော် U ဆိုတဲ့အတန်ထွက်ပြီးဖြစ်ပါတယ် A ရဲ့ U ရဲ့ပေါင်းတာတော့ U U လို့ထွက်ပြရပါမယ်နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ V V ဆိုရင်လည်းဒီချက်တို့ဘယ်လိုဖြစ်သွားမလဲ B C D B C D ဟုတ်ပြီနော်အဲ့တော့ V ဆိုတော့လေ V လို့ထွက်ပြရပါမယ်ဟုတ်ပြီနောက်ထပ်တစ်ခုကတော့ English မှာကြတော့ခြေတို့က W ဟုတ်ပြီနော် W U လေးနှစ်ခုလို့ပြောချင်တာပေါ့အဲ့တော့ပြင်သစ်ကလည်းခြေတို့က double V လို့ပြောချင်တာဖြစ်ပါတယ် V လေးနှစ်ခုပေါ့နော်အဲ့တော့ V လေးနှစ်ခုဆိုတော့ခြေတို့ V ပေါ့နော် V ကိုဆောနာကခြေလို့ပြောခဲ့တယ် V double ကိုကြတော့ double 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 V double V double V ဆိုတာကတော့ခြေလို့ double V ပေါ့နော် double V အဲ့တော့ double U English မှာကတော့ double U ပြင်သစ်မှာကတော့ခြေလို့ double V နော် double V ဟုတ်ပြီနောက်တစ်ခုကတော့ x ကတော့ဒီခြေလို့ i ရဲ့အတန်လေးကဘယ်လိုလေးလဲဒီခြေလို့ e လို့ထွက်တယ်ဟုတ်တယ်အဲ့တော့ ik ik ဒီကောင်လုံးထွက်ကြတယ်ပြီးရင်နောက်မှခြေလို့ s အတန်လေးပါမယ်အဲ့တော့ ix ix ဟုတ်နော် ix လို့ထွက်ပြရပါမယ်ဟုတ်ပြီနောက်တစ်ခုကတော့ဒီခြေလို့ y y ရဲ့အတန်ကတော့ပြင်သစ်မှာခြေလို့ e လို့ပဲအတန်ထွက်တယ်ဒါကြောင့်မို့လို့ e greg e greg e greg လို့အတန်းထွက်ပြရပါမယ် e greg နောက်ဆုံးတစ်ခုကတော့ english နဲ့အတူတူပါပဲ z z လို့ထွက်ပြရပါမယ်ဒါဆိုရင်အခုပြောသွားတဲ့ teacher တို့ alphabets တွေမှာဆိုလို့ရှိရင် a to z မှာဘယ်စကားလုံးတွေက english နဲ့အတန်းထွက်ဆင်တယ်လဲပေါ့နော်ဟုတ်တယ်ဒီချေတို့ f လဲတူတယ်ဟွန်း l m n O ဟုတ်တယ်။နောက်ပြီးတော့ဒီချက်တော့ဟုတ်တယ် S လည်းတူပါတယ်။နောက်ထပ်တူတာချက်တော့ရှိပါသေးတယ်။ဘာရှိသေးလဲဒီချက်တော့။ Okay Z လည်းတူပါတယ်။အခုနောက်ဆုံးပြောသွားတဲ့ Z လည်းအတန်ထွက်တူပါတယ်။ဒါဆိုရင်အစကနေပြီးတော့ဒီချက်တော့ R ကနေပြီးတော့ Z ထိအတန်လေးပြန်ထွက်ကြည့်ပါမယ်။အဲတော့ R B C D, E, F, G, H, I, J, K, L, M, N, O, P, Q, R, Dinyama, Cheru, Nama, Respi, Sangli, Babiamino, R, Pino, S, T, U, V W X Y Z ဒါဆိုရင်တော့ဒီချေတို့ပြင်သစ်ဘာသာမှာရှိတဲ့ alphabets 26လုံးရဲ့အတန်အတွက်ကိုရသွားမယ်လို့ထင်ပါတယ်။ဒါဆိုရင်နောက်ထပ်ထပ်ပြောပြပြီးမှကတော့ဒီချေတို့ le sank voyel ဒီနေရာမှာ sank ဆိုတဲ့ number 5ကိုတည်ကြရတော့မလို့သိပါဘူးအဲ့တော့ voyel ၅ခုရှိပါတယ် le sank voyel အတန်ထွက်တီကတော့ wire လို့ထွက်ပေးရမယ်နောက်ဆုံး s တန်တီကတော့ထွက်เสียရမလို့ပါဘူးအဲ့တော့ဒီမှာတစ်ချက်စဉ်းစားရမှာကကြတော့ English မှာဆိုလို့ရှိရင်ခြေရောအမြင်တိုင်း s တန်တီပါတယ်ပေါ့နော်ပြင်သစ်ဘာသာကိုစတင်ပြီဆိုတာနဲ့ s တန်တီကနောက်ဆုံး s တန်တီကအတန်ထွက်ပေးเสียရမလို့ပါဘူးဒါကြောင့်မို့လို့ဒီမှာခြေအတန်ထွက်သွားတဲ့ le sang wire တော့နောက်ဆုံးမှာ st မထွက်ရဘူးပေါ့နော်အဲ့တော့ English နဲ့အတူတူပဲ a e o u a e i o u ဟုတ်ပြီနော်ဒီ၅လုံးခြေလို့တည်ပြီးသား a e i o u နောက်ထပ်နှစ်ခုထပ်တိုးသွားတာကတော့ les deux semi voyelles semi voyelles ဆိုတာကကြတော့ပြီးတော့ပြီးပဲခြေလို့ကအတရတန်ထွက်နေတာပေါ့နော်ဒါကတော့ဒီနှစ်ခုပါထည့်ပြီးတော့မှတ်ထားပေးရပါမယ် ash နဲ့ egrec ဟုတ်ပြီနော် ash egrec ဒါကြောင့်မို့လို့ခုနှစ်လုံးဒီ share ကိုမှတ်ထားပေးရပါမယ်။အဲ့တော့26 alphabets နဲ့7 vowel ပေါ့နော်7 vowel ဆိုပြီးတော့မှတ်ထားရင်ရပါပြီ။